ကဲအားလုံးမင်္ဂလာပါဝေါ်ခုနိုင်မှာအားလုံးပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဘာအကြောင်းအရာပြောမလဲဆိုရင် Drucker Duplessin နဲ့ Kamsat Chimaya ရဲ့ပွဲအကြောင်းကိုခံမှန်ပေးလိုက်တဲ့ data ရဲ့အကြောင်းအရာပါပြီးတော့နောက်ထပ်အကြောင်းအရာတစ်ခုကတော့မနေ့ကဂျိုးဖြူလေပင်ချုပ်ခံလိုက်ရတဲ့ပွဲပေါ့နော်ခွန်ကမာ Mass Fight စီမင်းအပေါ်ကိုကျွန်တော်တို့ရဲ့လက်ရှိမြန်မာဖိုင်တာစုံမုံစုံရဲ့ဖြေရှင်းချက်ပေါ့နော်သူရဲ့အရှင်းပြချက်ကိုကျွန်တော်တို့ကြည့်ရှုတွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီအဲ့ဆိုရင်ပထမအဆုံး UFC ပွဲကိုအရင်ကြည့်လိုက်ကြရအောင်လာမယ့် August 18ရက်နေ့မှာတော့ UFC ရဲ့ Middleweight တန် Champion ကပတ်လူပွဲရှိပါတယ်အဲ့ဒါတော့လက်ရှိ Champion Dragon Duplex ရဲ့သူကတော့တောင်အာဖရိကနိုင်ငံသားဖြစ်ပါတယ် Dragon Duplex နဲ့ Khamzat Chimaev ရဲ့ပွဲစဉ်မှာဒီပွဲကိုပရိတ်သတ်တယ်လေစောင့်မြင်နေတာကြာပြီတကမာလုံး UFC ပရိတ်သတ်တွေလည်းစိတ်ဝင်စားနေစောင့်ကြည့်နေကြတာဖြစ်ပါတယ်အရင်ကလည်းပြောပြီးတာပါ ကျွန်တော်တို့ UFC predator တွေစောင့်နေတဲ့ပွဲတွေရှိတယ်အဲ့ဒါတော့ဒီဂျွန်ဂျုံနဲ့ Tom Espino ရဲ့ပွဲပြီးတော့ McGomack and Khalif နဲ့ Ellis Barrier ရဲ့ပွဲပြီးတော့ရှိသေးတယ် Islam Makhachev နဲ့ Topuria ရဲ့ပွဲပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်တွေထဲမှာတော့ပွဲမကြင်ညာသေးတာဒီ heavyweight champion လို့ပွဲနဲ့ Islam Makhachev နဲ့ Elia Topuria ရဲ့ပွဲပေါ့နော်ဒီနှစ်ပွဲကတော့အခုထိကျွန်တော်တို့တည်င်းအဆနာမရသေးပါဘူးခင်ဗျ အချိန်လိုပါသေးတယ်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။အီလီယာထိုပိုရီယာကလည်းအခြားပြင်ပနဲ့ချက်စ်အိုလီဗေးရာနဲ့ပွဲရပြီးသွားပြီပေါ့နော်။အဲတော့အစ္စလာမ်ကရှာမဲ့ဖြစ်ပေါ်ကတော့ကျွန်တော်တို့အများကြီးစောင့်ရအောင်မှာဖြစ်ပါတယ်။ Okay အဲတော့ Drake Dublin နဲ့ Khamjat Chimayev ရဲ့ပွဲကို Rainier Director ကတော့လက်ရှိချန်ပီယံ Drake Dublin ပဲအနိုင်ရမယ်ဆိုပြီးခံမှန်းပေးလိုက်တာဖြစ်ပါတယ်။ဟုတ်ပါအဲ့ဒါတော့ကျွန်တော်ရဲ့ခံမှန်း channel လုံးဝအဆင်တူနေပါတယ်။ ဘာလို့လဲဆိုရင်သူပြောထားတဲ့ပုံစံကခမ်းစချင်မရဲ့ဒီတက်လုံးပိုင်းပါခမ်းစချင်မရဲ့ကမကောင်းမဟုတ်ကောင်းတယ်တက်လုံးပိုင်းလည်းကောင်းတယ်ဒါပေမဲ့သူကစားတဲ့ပုံစံပထမအခြေဒုတိယအခြေပေါ့နော်အင်းလုံးမှာပဲသူ့ရဲ့တိုက်စက်ကတော်လေးကိုထိရောက်မှုရှိတာပါကြံတဲ့နောက်ပိုင်းမှာတော့ဉာဏ်ကြီးထိရောက်မှုအသိမရှိဘူးလို့ကျွန်တော်ပြောလို့ရတယ်ပြီးတော့သူကချန်ပီယံလူပွဲငါးခြေကစားထားတာလည်းမရှိသေးဘူးဆိုတော့သူ့ရဲ့တက်လုံးပိုင်းကိုကျွန်တော်တို့လုံးဝအဆုံးဖြတ်ခံယူမယ့်ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတယ် ဲ့တော့ Dragon 2 Plus ကတချို့ကလည်းသူက attack show တန်းချောင်းတိတ်မကောင်းဘောဗျအဲ့လိုမျိုးပြောဆိုနေလို့ရှိပါတယ်တကယ်လည်းဟုတ်ပါတယ်ဒါပေမဲ့အရင်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်တမကြားလာလေးလေးသူ့ရဲ့စွမ်းဆောင်ရည်ကပုံမကောင်းလာလေးတည်းပဲဗျ short တော့လို့မရတဲ့အခြေအနေမှာရှိနေပါတယ်ပြီးတော့ဒီပွဲကလည်းငါချီပွဲကစားရမှာဖြစ်တယ်ဆိုတော့ပို့ပြီးတော့ကြာရှည်ခံရုံးနံတဲ့လူပဲအနိုင်ရရှိမှာဖြစ်ပါတယ် အဲ Rainier data ခံမန်းတာနဲ့ကျွန်တော်ခံမန်းချက်ကတော့အတူနေပါတယ်ဒီဘွဲက၃ချီနောက်ပိုင်းမှာပဲ duplex ကနိုင်ရရှိမလို့ကျွန်တော်ခံမန်းပေးချင်ပါတယ်ဒီ data လည်းဒီတိုင်းပဲခံမန်းတာဖြစ်ပါတယ်ကျွန်တော်တို့ခံစားချင်မရနဲ့ဒီ cable ပိုင်းရဲ့ဘွဲအဲ့ဒီဘွဲကိုအလုံးလေးကြည့်ခဲ့ကြမှာထင်ပါတယ်ခံစားချင်မရကပထမအချိန်မှာပဲခွန်အားအပြည့်နဲ့တိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်ဒါမဲ့သူ့ရဲ့တိုက်စစ်ဆင်မှုကို cable ပိုင်းကလုံးဝအခက်နိုင်ပါတယ်ခင်ဗျာ အဲ့တော့နောက်ပိုင်းမှာကျတော့ cable band လည်းပြင်ပြင်းတယ် compact ချင်မိုင်လည်းပြင်ပြင်းတယ်ဒါပေမဲ့ဒီ ground gain မှာပို့ပြီးတော့အသာစီရရှိထားတဲ့ compact ချင်မိုင်ကပဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့သူအဲ့ဒီအခြေအနေကိုကြည့်ချင်းအားဖြင့် comes to my ရဲ့ကိုအရင်ကြီးလဲမျောမှန်းလို့မရဘူးဆိုတာကျွန်တော်တတိထားမိလိုက်တာဖြစ်ပါတယ်။ပြီးတော့နောက်တစ်ချက်ရှိပါသေးတယ်။ comes to my က UFC မှာကစားတယ်။ UFC မှာလည်း champion မဖြစ်သေးဘူး။အရင်ကကစားခဲ့တဲ့ promotion တွေမှာလည်း champion တစ်ခါမှမဖြစ်ခဲ့ဘူးပါဘူး။ သူ champion ဖြစ်တာပဲမှလည်းဆိုရင်ဒီဆွေတင်နိုင်ငံမှာရှိတဲ့နိုင်ငံတော်အဆင့်ပေါ့နော်။နှစ်ပန်းပြန်ပွဲဒီမှာပဲသူက champion ဖြစ်တာပါ။အခုလို MMA promotion တွေမှာ champion ကပတ်ရယူတဲ့အထိစွမ်းဆောင်နိုင်ခြင်းလုံးဝလုံးဝမရှိသေးပါခင်ဗျာ။ Jacket Duplessis ကအဲ့လိုမဟုတ်ပါဘူး။မတူညီတဲ့ promotion MMA promotion ၃ခုမှာ champion ကပတ်ကိုအရယူနိုင်ခဲ့တဲ့ fighter ဖြစ်ပါတယ်။ပထမဆုံးသူရရှိတဲ့ကပတ်ကတော့ဝေဒန်ဝေဒန်ကပတ်ပါ။အဲ့ဒါတော့ EFC promotion မှာပါ2016ခုနှစ်မှာ champion ဖြစ်ခဲ့တာဖြစ်ပါတယ်เนาะအဲ့တော့ EFC promotion ပဲပြီးတော့နောက်တစ်ခုကတော့ KSW promotion မှာပါဒီ promotion မှာလည်း welterweight တန်းမှာ champion ဖြစ်ခဲ့ပါတယ်အဲ့ဒါတော့2018ခုနှစ်ပါ wow အဲ့တော့ promotion တစ်ခုမှာ champion ဖြစ်ခဲ့တာကျွန်တော်တို့တွေ့ရတယ်နောက်ဆုံးကတော့အခု UFC promotion ကပါမှာအကြီးဆုံး MMA promotion ပေါ့เนาะ UFC promotion မှာတော့ middleweight တန်းမှာ champion လက်ရှိ champion ဖြစ်နေတာဖြစ်ပါတယ်။အဲ့တော့ပြောမယ်ဆိုရင် Khamzat Chimaev တန်းဒါနဲ့အချက်ကအဲ့ဒီအချက်တွေပါပဲ။တင်လား။ဘလိုပဲဖြစ်ဖြစ်ဗျာ promotion အသေးမှာဖြစ်ဖြစ်အကြီးမှာဖြစ်ဖြစ် champion ကပတ်ရအောင်စွမ်းဆောင်ပြနိုင်ရဆိုတာတကယ်ကိုလွယ်ကူတဲ့အလို့မဟုတ်ပါဘူးဗျ။အဲ့တော့ champion ပွဲတွေလည်းအများကြီးထိုးတက်ခဲ့ပြီးပြီဆိုတော့အတွေ့အကြုံသူ့စီမှာရှိနေတာဖြစ်ပါတယ်။ဒါတော့ ခံစက်နဲ့လုံးဝမတူတဲ့အချက်ပါပဲ။ဟိုပါအဲ့တော့ခံမှန်းကြည့်လိုက်ပါတော့။ဒါပေမဲ့ပြိုင်ပွဲဆိုတာတော့ပါမစိုးဖြစ်သွားနိုင်တယ်။ခံစက်ချင်မရကလည်းဒီအစောပိုင်းအခြေတွေမှာအနိုင်ရရှိသွားနိုင်တယ်။အဲ့ဒါတော့ခံစက်ချင်မရအတွက်တစ်ခုတည်းတော့ညှိုးလင်းချက်ပါတော့။အစောပိုင်းအခြေတွေမှာဘယ်လိုလာမလဲတော့မပြောတတ်ဘူး။ဒါပေမဲ့ဖြစ်နိုင်ခြေအရှိဆုံးကတော့ အာ tracker to plus site allot လိုလည်းနေတော့အဆုံးတက်နိုင်လို့ကျွန်တော်တို့မထင်ဘူးအဲဒါကြောင့်ကျွန်တော်ကတော့ဒီပွဲကိုလည်း tracker to plus site ပဲ chairman ကပဲ set ထိန်းတွားနိုင်မယ်လို့ကျွန်တော်တို့အခမ်းအနပေးချင်ပါတယ် director ရဲ့အခမ်းအန channel လေကျွန်တော်ရဲ့အခမ်းအန channel လုံးဝအတူနေတာဖြစ်ပါတယ်နော်ညမရှိအခုကြည့်ရှုနေတဲ့ညကိုရီလည်းဘယ်သူနိုင်မလဲဆိုတာအောက်မှာ comment ချခဲ့ပေးကြပါ okay နောက်ထပ်အကြောင်းအရာတစ်ခုလာပါပြီခင်ဗျာလုံးဝ apology ရနေတဲ့တင်ပေါ့နော်မနေ့ကလည်းကျွန်တော်တင်ပြီးသွားပြီဖြစ်ပါတယ်အဲ့ဒါတော့ ဂျိုးဖြူရဲ့တတင်းမှာဒူယိုယာကလပ်ရဲ့မြန်မာလဝေးဖိုင်တာဂျိုးဖြူဂျိုးဖြူကမင်းရအထိုးတက်ခဲ့တဲ့ပွဲပေါ့နော်လေပင်ချုပ်ခံလိုက်ရတယ်အဲ့ဒီပွဲရဲ့ပေါ်ပရိတ်တန်နဲ့ဒီ MMA တင်ဆက်သူတွေကတော့မျိုးစုံဝေဖန်ခဲ့ကြတာဖြစ်ပါတယ်ဒါမဲ့အဆူမှုဆိုရင်ရှင်းပြချက်ပေါ့နော်ကျွန်တော်လည်း match fight ကိုဒီတို့ရဲ့စီးမြင်းကိုကြည့်တော့ကြည့်ခဲ့ပြီးတော့ဖြစ်ပါတယ်ဒါမဲ့အခု လက်ရှိခေါင်းကမာပွဲကိုကစားနေတဲ့အဆိုမှုဆိုတော့အတိဆုံးပေါ့နော်အဲ့တော့သူချင်းပြတဲ့အရာကိုကျွန်တော်တစ်ချက်ပြောပြအောင်ဖြစ်ပါတယ်သူပြောတဲ့ဟာပေါ့နော်သူရဲ့ Facebook မှာတင်ထားတဲ့ဟာကျွန်တော်ဖတ်ပြအောင်ဖြစ်ပါတယ်ဒါကဒိုင်လိုဂျီအမှားပါ Mass Fight 5 minute 1 round ကစားနေမှာတော့မတက်ရက်ပြီးချုပ်လို့ရပါတယ်မတက်ရက်ပြီးချုပ်ရင်တောင်းကျိုးတန်းကင်ထားရင်ပြန်လွတ်ပေးရပါလေဒူးနဲ့အကျန်းပြင်ထိနေရင်လည်း ပြန်လွတ်ပေးရပါလိမ့်တဲ့မနေ့ကအဖြစ်ပြက်မှာတဲ့အခက်မတင်ရင်တည်သွားနိုင်လေတဲ့ကစားသမားအတွက်အနစ်နာချေးနဲ့တိုင်လူကြီးကိုအေးအေးယူတင်ပါလေတဲ့မတက်ပြီးချုပ်ကွက်ပါတဲ့ကစားနီးမှာချုပ်ကွက်အကြောင်းနားမလဲတဲ့တိုင်တွေမတုံးသင့်ပါဘူးတဲ့အဲ့ဒါဆိုမှုဆိုရဲ့ရှင်းပြချက်ဖြည့်ရှင်းချက်ပေါ့နော်အခုပြောဆိုနေတဲ့ဝေဖန်နေတဲ့ညီကိုတွေကို ဆိုမှုဆိုတာ အာတွေ့ရလူမှုကွန်ရက်ဆာမျက်နှာပေါ်ကနေပြောဆိုတာဖြစ်ပါတယ်အဲ့တော့မှန်ပါတယ် mass fight မှာကျတော့5မိနစ်ကိုတရောင်းပဲတချီပဲကစားတဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာချုပ်လို့ရပါတယ်ဒါပေမဲ့ချုပ်တဲ့ပုံစံကလည်းမင်းစနစ်ရှိပါတယ်အဲ့တော့ဂျူးဖြူလှုပ်သွားတဲ့ပုံစံကသူအနောက်ကနေချုပ်မခံရသေးတဲ့အချိန်မှာသူ့ရဲ့လက်ကချမ်းပြင်ကိုထိလိုက်ပါသေးတယ်နော်ချမ်းပြင်ကိုထိလိုက်တယ် ဒါပေမဲ့ဒီသူ့ရဲ့ပြိုင်မဲ့ကစားတော်မှာလုံးဝအထီးမခံဘူးသူ့ရဲ့လေပင်ကိုတစ်ခါလေးတန်းချုပ်လိုက်တယ်ပြီးတော့နောက်တစ်ချက်ကတော့ဒိုင်လုံးဝကိုမှားတယ်ဆိုတဲ့အဟာပေါ့နော်ဒီစိုးမိုးစော်လေးပြောသွားတာဖြစ်ပါတယ်ချုပ်ကွက်အကြောင်းနားလေတဲ့ဒိုင်ကိုအသုံးပြုတဲ့နယ်ဆိုပြီးတော့ခုနစိုးမိုးစော်လေးပြောခဲ့ပြီးသွားပြီအဲ့တော့ match fight မှာက5မိနစ်တချင်ချုပ်လို့ရရတယ်အဲ့ဒါတော့မှန်တယ်ဒါပေမဲ့ခုနပြောခဲ့တဲ့အတိုင်းဒိုင်ကအလုံးဝအမှားကိုလုံးမြစ်ခဲ့တာဖြစ်ပါတယ်လုံးဝအတွေ့အကြုံမရှိတဲ့ပုံစံပဲဒီချုပ်ကွက်လည်း ပုံစံပေါ့နော်သူရဲ့လက်ကျသွားတဲ့အချိန်တောင်မှသူကဝင်မသားပဲနဲ့ကြည်နေခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဂျိုးဖြူကတော့အာပြန်လာပြီပေါ့နော်ကမ်ဘောဒီးယားနဲ့ပြန်လာပြီသူပြောထားတဲ့ match ကပါလေးဆိုရင်ကမ်ဘောဒီးယားနဲ့ငါမဲကိုအမေရနေမှာပါတဲ့ goodbye တဲ့သူရေးထားတယ်ပြီးတော့နိုင်ငံတော်အလံပခုံးပေါ်ခြုံပြီးကုံဆောင်ချင်ခဲ့တာနဲ့အခုတော့ပရိတ်သတ်တွေပေါ်တာဝန်မကျေခဲ့တယ်လို့ တာဝန်မကျေခဲ့ဘူးအားလုံးကိုတောင်းပန်ပါတယ်ဆိုပြီးတော့ဂျိုးဖြူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားဖော်ပြထားတာဖြစ်ပါတယ်အဲတော့ဒါကလေသူ့အတွက်မမောက်ဆုံးပွဲဆိုတော့လေသူလည်းအတွေ့အကြုံယူတာပေါ့နော်ပြီးတော့နောက်တစ်ခုရှိပါသေးတယ်နောက်တစ်ခုကဘာလဲဆိုရင်ခွန်ခမာကအရင်ကြီးစတန်ဒတ်မရှိဘူးညပတ်တယ်ဆိုပြီးတော့ပြောဆိုနေကြတယ်ပေါ့နော်။ဘာလို့တောင်းကစားတာလဲပေါ့နော်။အဲ့လိုမျိုးဝေဖန်တဲ့လူလည်းများရှိပါတယ်။ကျွန်တော်တို့မြန်မာဖိုင်တာတွေမှာကြတော့အခွင့်အရေးနေပါတယ်။ ဲ့တော့နိုင်ငံတကာ promotion ဘယ် promotion ဖြစ်ဖြစ်တို့ဘက်ကဖိတ်ခေါ်တာရှိရင်ကျွန်တော်တို့ကသွားကစားကြရတယ်။ time မှာလည်းဖိတ်ခေါ်ရင်တော့ကစားမှာပဲတဲ့မလား။အဲ့တော့နားလေစေချင်ပါတယ် print တွေကိုလည်းနော်။လက်ရှိရတဲ့အခွင့်အရေးကိုစိုးကင်ပြီးတော့ကစားနေကြရတဲ့အခြေအနေမှာဖြစ်ပါတယ်။ Okay အဲ့တော့ဒီကတော့တလောက်ပါဗျာ။နောက် video မှာပြန်ဆောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။